ကဘာကြီးကိုယောက်ျားတွေပဲအုပ်ချုပ်နေတယ်ဆိုတာကိုကြားဘူးလားတကယ်တော့ဒါဟာလုံးဝဥတုံမဟုတ်ဘူးဒါပေမဲ့အတော်လေးမှန်နေသေးတယ်ဒီဗီဒီယိုမှာ share စမ်ပက်ရဲ့လိန်အင်စာအုပ်ထဲကမိမတွေဘာလို့ခေါင်းဆောင်ပိုင်းမှာရုန်းကန်နေရလဲဘလို့အတားဆီးတွေကိုကြော်လွှားရမလဲဆိုတဲ့အကြောင်းတွေကိုပြောပြသွားပါမယ်ဒီဗီဒီယိုလေးမှာစာအုပ်ထဲကအကြောင်းအရာတွေကိုစိတ်ဝင်စားစရာကောင်းတဲ့အပိုင်း၁၀တပိုင်းနဲ့ဆွေးနွေးသွားပါမယ် ယောက်ျားတွေကပဲကဘာကိုအုပ်ချုပ်နေတုံးလားအမှန်တိုင်းပြောရရင်ယောက်ျားတွေကကဘာကိုဆက်လက်အုပ်ချုပ်နေတုံးပဲအမျိုးသမီးတွေရဲ့အခွင့်အရေးနဲ့ပညာရေးတွေတိုးတက်လာပေမဲ့လုပ်ငန်းတွေပဲတည်တည်မှာခေါင်းဆောင်ပိုင်းရာထူးတွေမှာယောက်ျားတွေကပဲနေရာယူထားစေပါ2013ခုနှစ်အထိဖော်ကျွန်း900ရဲ့ CEO 21ယောက်ပဲမျိုးသမီးတွေဖြစ်ပြီး အမှုဆောင်အရာရှိရာထူးတွေရဲ့14ရာခိုင်နှုန်းကိုပဲသူတို့ရရှိထားပါတယ် အယောင်သွေးမတူတဲ့အမျိုးသမီးတွေအတွက်ဆိုရင်ဒီအခြေအနေကပိုဆိုးပါသေးတယ်။လူမှုအတိုင်းဝိုင်းရဲ့မျှော်လင့်ချက်တွေကလည်းအတားဆီးတစ်ခုပါ။မိန်းကလေးတွေကိုငငယ်ကလေးကသူ့ဘာကိုဂရုစိုက်တတ်ဖို့လူမှုဆက်ဆံရေးကောင်းမွန်ဖို့တင် जा ပေးလိမ့်ရှိပြီးယောက်ျားလေးတွေကိုတော့တက်ကြွဖို့ဒီမှန်းချက်ကြီးဖို့အားပေးလိမ့်ရှိကြတယ်။ဒီလိုကြားမဆန်နှုံးတွေကလူကြီးဘဝအထိဆက်ရှိနေပြီးအမျိုးသမီးတွေခေါင်းဆောင်ပိုင်းရာထူးတွေကိုရယူဖို့အတွက်ပြင်ပရော အတွင်းမှာအတားအဆီးတွေဖြစ်လာစေတယ်။ ရီမန်းချက်ကွာခြားမှုကလည်းအရေးကြီးတယ်။အမျိုးသမီးတွေဟာယောက်ျားတွေလောက်မိမိကိုယ်ကိုရီမန်းချက်ကြီးတယ်လို့မပြောတတ်ကြဘူး။ဒါမှမဟုတ်ထိပ်ပိုက်စီမံခန့်ခွဲမှုယာတုတွေကိုမမျှော်လင့်တတ်ကြဘူး။ဒီကွာခြားချက်ကငငယ်ကလေးကစတင်လာပြီ။အလဲတန်းကြောင်းသားယောက်ျားလေးတွေဟာမိန်းကလေးတွေထက်အနာဂတ်အလုပ်ကိုင်တွေမှာခေါင်းဆောင်ပိုင်းယာတုကိုရယူဖို့ပူပြီးမျှော်လင့်တတ်ကြပါတယ်။အတွင်းအတားအဆီးတွေကိုကြော်လွားပြီးကိုယ့်ရဲ့အလုပ်မှာတိုးတက်အောင်ဘယ်လိုလုပ်မလဲ။ မကြောက်ဘူးဆိုရင်ဘာလုပ်မလဲဆိုတာစဉ်းစားပါကိုကိုကိုတန်တရားဝင်နေတာကိုသိအောင်လုပ်ပြီးစိန်ခေါ်ပါအရေးချင်းရှိကြောင်းတသက်တွေရှိနေပေမဲ့အောင်မြင်နေတဲ့အမျိုးသမီးများစုဟာငါကတကယ်မတော်လို့ပါဆိုတဲ့ခံစားချက်ကိုခံစားနေရတဲ့ဒီလိုကိုကိုကိုတန်တရားဝင်နေတာကအမျိုးသမီးတွေကိုအခွင့်အလမ်းတွေကိုရယူဖို့နဲ့မိမိကိုယ်ကိုကာကွယ်ပြောဆိုဖို့တွတ်ဆုပ်စေတယ်အစည်းအဝေးတွေမှာတန်းစီပြီးမနေပါနဲ့ share ဆန်ပက်ကအစည်းအဝေးတွေမှာအမျိုးသမီးတွေဘေးမှာထိုင်နေတာကိုကိုတွေ့နေနဲ့ညဝေပါတယ်။သူကအမျိုးသမီးတွေကိုတက်တက်ကြွကြွပါဝင်ဖို့မိမိရဲ့အမြင်တွေကို ပြောဆိုဖို့ professional နေရာတွေမှာမိမိရဲ့တရားဝင်နေရာကိုရယူဖို့တိုက်တွန်းထားတယ်။ကိုကိုကိုတန်တရားဝင်တာကိုကြော်လွှားနိုင်မှုနီးလန်းတွေရှိပါတယ်။အဲ့ဓာတွေကတော့မရမချင်းဟန်ဆောင်ပါ။ခန္ဓာကိုယ်ရဲ့အမှုရာကိုအားကောင်းအောင်လုပ်ပါ။ပြည့်ပြည့်စုံမှုဆိုတာတိုးတက်မှုရဲ့ရန်သူဆိုတာကိုသိပါ။ ဝေဖန်မှုတွေကိုတိုးတက်ဖို့အခွင့်အရေးဖြစ်ပြောင်းပြောင်းပါအောင်မြင်မှုနဲ့လူကြိုက်များမှုကအမျိုးသမီးတွေအတွက်ဆန့်ကျင်ဘက်ဖြစ်နေတာဘာလို့လဲယောက်ျားတွေအတွက်အောင်မြင်မှုနဲ့လူကြိုက်များမှုကဆက်ဆက်နေပေမဲ့အမျိုးသမီးတွေအတွက်ကတော့ဆန့်ကျင်ဘက်ဖြစ်နေတယ်အမျိုးသမီးတွေဟာကိုအောင်မြင်လာတာနဲ့အမျှလူတွေကသူတို့ကိုတိတ်မကြိုက်ကြဘူးဒါကအမျိုးသမီးတွေကိုလေးစားခံရမလားတိုက်နှစ်သက်ခံရမလားဆိုတဲ့အခက်အခဲကိုဖြစ်စေတယ် အောင်မြင်ဖို့အတွက်အမျိုးသမီးတွေဟာတင်းမာမှုကိုထိန်းချုပ်ဖို့တင်ယူရမယ်။ Cheryl Sandberg ကအမျိုးသမီးတွေကိုမိမိကိုယ်ကိုနဲ့မိမိရဲ့အကြံဉာဏ်တွေကိုကာကွယ်ပြောဆိုရင်အမြဲတမ်းပျော်ရွှင်နေပါလို့အကြံပေးထားတယ်။ဒီမှာထိရောက်တဲ့မိမိကိုယ်ကိုကာကွယ်ပြောဆိုနည်းတွေလည်းရှိပါတယ်။ဥပမာအောင်မြင်မှုတွေကိုပြောတဲ့အခါငါအစားငါတို့ကိုတုံးပါကောင်းဆုံးမှုတွေကိုအဖွဲ့အစည်းအတွက်အကျိုးရှိအောင်ပြောပါ။ကောင်းမွန်မှုကိုအခိုင်အမာပြောဆိုခြင်းနဲ့ပေါင်းဆက်ပါလူမှုရေးအရာပြောဆိုဆွေးနွေးပါ။ လက်ရှိအခြေအနေကိုလည်ရောညီထွေဖြစ်အောင်လုပ်ဖို့လိုအပ်ပေမဲ့စနစ်ကိုပြောင်းလဲဖို့ကလည်းအရေးကြီးပါတယ်။ဒီလိုမညီမျှမှုတွေကိုအတိမတ်ပြုခြင်းအဖြစ်အမျိုးသမီးတွေဟာဒီလိုနှစ်ထပ်ကွန်ဆန်နှုန်းကိုရင်ဆိုင်စရာမလိုတဲ့အနာဂတ်ကိုဖန်တီးနိုင်ပါတယ်။လေကားအစားတောထဲကကစားကွင်းကိုဘာလို့ရွေးချယ်တင်လဲ။အလောက်ကင်ဆိုတာလေကားတစ်ခုမဟုတ်ပဲတောထဲကကစားကွင်းတစ်ခုနဲ့တူပါတယ်။ရိုးရအလောက်ကင်လေကားကခင့်မီရောပါဘူး။ အဲ့ဒီအစားကိုယ့်ရဲ့အလောက်ကင်ကိုတော်ရဲကကစားကွင်းတစ်ခုလိုသဘောထားပါအဲ့ဒီမှာထိတ်ဆုံးကိုရောက်ဖို့နီလန်းပေါင်းများစွာရှိတယ်ဒီအတွေးခေါ်ကဘေးတိုက်ရွှေ့ပြောင်းလာတွေအကွေးကောက်တွေနောက်ပြန်ဆုတ်တာတွေကိုလှုပ်ခွင်ပေးပြီးနောက်ဆုံးမှာပိုကြီးမားတဲ့အခွင့်အလမ်းတွေကိုရရှိစေနိုင်ပါတယ်အလောက်ကင်ဆုံးဖြတ်ချက်တွေကိုချတဲ့အခါတင်ယူဖို့နဲ့ပြောင်းလဲမှုတွေလုပ်ဖို့အလားအလာအများဆုံးရှိတဲ့ယာတုတွေကိုအာရုံစိုက်ပါ Sheryl Sandpack Google နဲ့ နောက်ပိုင်းမှာ Facebook ကိုဘာလို့ရွေးချယ်ခဲ့လဲဆိုတာကိုမျှဝေခဲ့တယ်။သူကကုမ္ပဏီရဲ့တိုးတက်ဖို့အလားအလာကိုကြည့်ပြီးရွေးချယ်ခဲ့တာပါ။ယာရူးအဆင့်နှိမ့်တယ်လို့ထင်ရပေမဲ့တကယ်တမ်းတော့အကျိုးမြတ်တွေအများကြီးရှိပါတယ်။အလုတ်ကင်ပြောင်းရွှေ့တဲ့အခါမှာစဉ်းစားရမယ့်အချက်တွေရှိပါတယ်။အရေးချင်းတွေတိုးတက်ဖို့အလားအလာရှိလား။ရေရှည်ရည်မှန်းချက်တွေနဲ့ကိုက်ညီမှုရှိလား။ပြောင်းလဲမှုတွေလုပ်ဖို့အခွင့်အရေးရှိလား။ကုမ္ပဏီကတိုးတက်နိုင်လား။ တင်ပြပေးနိုင်မဲ့သူနဲ့အတူတကွလှုပ်ဆောင်မဲ့အဖွဲ့အကောင်းတွေရှိလားဆိုတာတွေကိုထည့်သွင်းစဉ်းစားသင့်ပါတယ်။တင်ပြပေးမဲ့သူကို ရှာဖွေပြီးအရင်ဆုံးတော်အောင်လုပ်တော်ရင်တင်ပြပေးမဲ့သူပေါ်လာလိမ့်မယ်။လူငယ်ပညာရှင်အများစုကတင်ပြပေးမဲ့သူကိုရှာတွေ့တာကအောင်မြင်ဖို့အတွက်အဓိကတော့ချက်လို့မှားယွင်းစွာထင်တတ်ကြတယ်။ Sheryl Sandberg ကထူးချွန်မှုကအရင်လာရမယ်လို့ပြောထားတယ်။အရင်ဆုံးထူးထူးခြားခြားလှုပ်ဆောင်မှုတွေလုပ်ပါ ပြီးရင်တင်ပြပေးမဲ့သူတွေကသူ့အလိုလိုရောက်လာလိမ့်မယ်။တင်ပြပေးမဲ့သူနဲ့ကူညီပံ့ပိုးပေးမဲ့သူကိုခွဲခြားပါ။တင်ပြပေးမဲ့သူတွေကအကြံဉာဏ်နဲ့လမ်းညွှန်မှုတွေကိုပေးလိရှိပြီးကူညီပံ့ပိုးပေးမဲ့သူတွေကကိုယ့်ရဲ့အလောက်ကန်တိုးတက်ဖို့အတွက်တတ်တတ်ကြွကြကူညီပေးလိရှိတယ်။နှစ်ခုလုံးကတန်ဖိုးရှိပေမဲ့ကူညီပံ့ပိုးပေးမဲ့သူတွေကကိုယ့်ရဲ့အလောက်ကန်တိုးတက်မှုအပေါ်မှာပို့ပြီးဓာတ်ရိုက်အကျိုးတက်ရောက်မှုရှိနိုင်ပါတယ်။တင်ပြပေးမဲ့သူနဲ့ဆက်ဆံရေးတိစောက်ခြင်းမှာတည်တံ့ဖြစ်တဲ့ စဉ်းစားတွေးခေါ်နိုင်တဲ့အကြံဉာဏ်တွေကိုတောင်းပါအပြန်အလှန်ကြိုးရှိစေမဲ့ဆက်ဆံရေးကိုတိဆောက်ပါအကြီးတဲ့အရာရှိတွေစီကတင်ယူဖို့တင်မဟုတ်ပဲကိုယ့်ရဲ့လုပ်ဖို့ကိုင်းမဲ့တွေစီကပါတင်ယူဖို့ပွင့်လင်းမြင်တာမှုရှိပါစေမထင်မှတ်ထားတဲ့နေရာတွေမှာလည်းတင်ပြပေးမဲ့သူတွေကိုရှာဖွေပါယုံကြည်မှုရှိရှိနဲ့ယူသားမှုရှိရှိပြောဆိုဆက်သွယ်ပါအခွင့်အလမ်းတွေကိုရယူဖို့အတွက်ယုံကြည်မှုရှိတယ်လို့ခံစားရတာဒါမှမဟုတ်ယုံကြည်မှုရှိတယ်လို့ဟန်ဆောင်တာကမဖြစ်မနေလိုအပ်ပါတယ် အမျိုးသမီးတွေဟာသူတို့ရဲ့ပြောဆိုမှုကိုရောပါစေတဲ့ဘာသာစကားကိုသုံးလေးရှိကြတယ်။ဒါကြောင့်ရှင်းရှင်းလင်းလင်းနဲ့ခိုင်ခိုင်မာမာပြောဆိုဆက်သွယ်ဖို့လေ့ကျင့်ပါ။အစပိုင်းမှာယုံကြည်မှုရှိတယ်လို့ဟန်ဆောင်ရရင်တော့မှလုပ်ပါ။ကိုကိုကိုမှန်ကန်ဖို့ကအရေးကြီးတယ်လို့မတူညီတဲ့ပတ်ဝန်းကျင်တွေမှာကြားနိုင်အောင်ကိုယ့်ရဲ့ဆက်သွယ်ပြောဆိုပုံကိုလည်ရောညီထွေဖြစ်အောင် လုပ်ဖို့လည်းလေ့လာပါ။ဒါကကိုဘသူလဲဆိုတာကိုပြောင်းလဲတာမဟုတ်ပါဘူး။ကိုကိုကိုထိထိရောက်ရောက်ဖော်ပြဖို့အတွက်နီးလန်းတွေကိုတီထွင်တာပဲဖြစ်ပါတယ်။ ယုံကြည်မှုရှိရှိနဲ့ပြောဆိုဆက်သွယ်နိုင်ဖို့အတွက်အသုံးမလိုတဲ့စကားလုံးတွေနဲ့တောင်းပန်တဲ့စကားတွေကိုဖယ်ရှားပါ။အရေးကြီးတဲ့အပြန်အလှန်ဆက်သွယ်မှုတွေမလုပ်ခင်ကိုယ့်ရဲ့ကိုယ်ဟန်အနေထားကိုပြောင်းလဲပါ။ကျေးဇူးတင်စကားတွေကိုရင်ရင်ကျေးကျေးလက်ခံဖို့လေ့ကျင့်ပါ။ကိုယ့်ရဲ့အောင်မြင်မှုတွေကိုရှော့မတွက်ပဲဝေမျှပါ။မထွက်ခင်မလျှော့နဲ့။ကလေးမယူခင်အချိန်တွေဟာနောက်ဆုတ်ဖို့မဟုတ်ပဲအလုပ်မှာပိုပြီးတိုးတက်အောင်လုပ်ဖို့အရေးကြီးတဲ့အချိန်ဖြစ်တဲ့ အမျိုးသမီးအများစုဟာမိသားစုတာဝန်တွေကိုအကျိုးတင်တွက်ချက်ပြီးအလောက်ကံရီမန်းချက်တွေကိုရှော့ချလိုက်ကြတယ်။ဒါကရတဲ့နဲ့အခွင့်အရေးတွေကိုဆုံးရှုံးစေပြီးကိုကိုကိုအကန့်အသတ်ဖြစ်စေတယ်။မိသားစုအစီအစဉ်တွေရှိနေရင်တောင်မှတက်တက်ကြွကြွပါဝင်ပြီးတကားတွေကိုဖွင့်ထားပါ။စိန်ခေါ်မှုတွေရှိတဲ့အလောက်တွေနဲ့အလောက်ကံတိုးတက်မှုတွေကိုဆက်လုပ်ပါ။ဒါကကလေးယူတဲ့အခါပို့ပြီးရွေးချယ်စရာတွေနဲ့လာရောညီထွေဖြစ်အောင်လှုပ်ဆောင်နိုင်ဖို့အတွက်အထောက်အကူဖြစ်စေပါတယ်။အလုံးနဲ့မိသားစုကိုချိန်ညှိဖို့အတွက်မိသားစုနဲ့ တခါစားတဲ့ဖြစ်တဲ့အလုပ်ရှင်နဲ့မူဝါဒတွေကိုရှာဖွေပါခလေးမယူခင်အလုပ်ကိုင်မှာခိုင်မာတဲ့အခြေခံအုတ်မြစ်ကိုတိဆောက်ပါကိုယ့်ရဲ့မျောလင့်ချက်တွေနဲ့အထောက်ပံ့တွေကိုကိုယ့်ရဲ့လက်တွဲဖော်နဲ့စောစောစီးစီးဆွေးနွေးပါကိုယ့်ရဲ့လက်တွဲဖော်ကိုအိမ်မှုကိစ္စတွေမှာတကယ်ပတ္တနာဖြစ်အောင်လုပ်ပါအမျိုးသမီးတွေဟာအလုံမှာပို့ပြီးခွင့်အာဏာရလာတယ်လို့ယောက်ျားတွေလည်းအိမ်မှာပို့ပြီးခွင့်အာဏာရလာရမယ်။ဒန်းတူညီမျှတဲ့လက်တွဲဖော်တွေဟာလူတိုင်းအတွက်အကျိုးရှိပါတယ်။ အိမ်မှုကိစ္စတွေကိုမျှဝေတဲ့စုံတွေတွေဟာပိုပြီးခိုင်မာတဲ့အိမ်ဆောင်ရေးတွေပိုပြီးအောင်မြင်တဲ့အလုပ်ကိုင်တွေနဲ့ပိုပြီးအဆင်ပြေတဲ့ကလေးတွေကိုပိုင်ဆိုင်ထားကြပါတယ်။ဒါပေမဲ့အိမ်မှုကိစ္စနဲ့ကလေးထိန်းတာဝန်တွေကို အမျိုးသမီးတွေကပဲပိုပြီးထမ်းဆောင်နေရတော့မှပဲ။ရိုးရကြားမှအခန်းကဏ္ဍတွေကိုစိန်ခေါ်ပါ။ယောက်ျားတွေကိုအိမ်မှာတာဝန်တွေပိုယူဖို့အားပေးပါ။ဒီလိုပြောင်းလဲဖို့အတွက်တူးချင်းစီရဲ့စူးစမ်းအထောက်အမှုနဲ့လူမှုအတိုင်းဝိုင်းရဲ့ပြောင်းလဲမှုတွေလည်းလိုအပ်ပါတယ်။ ဒန်းတူညီများတဲ့လက်တွဲဖော်ဖြစ်ဖို့အတွက်ကိုယ့်ရဲ့လက်တွဲဖော်နဲ့ပုံပွင့်လင်းလင်းဆွေးနွေးပါတူးချင်းစီရဲ့အာတာချက်နဲ့နှစ်သက်မှုအပေါ်မှာမူတည်ပြီးအလုပ်တွေကိုခွဲဝေပါခွင့်ရက်နဲ့အချိန်ပိုင်းအလုပ်တွေကိုတောင်းဆိုပါအားလုံးရှိတယ်ဆိုတဲ့အရာကို ပြန်ထိပ်ပယ်ဖွင့်ပြီးအလုပ်နဲ့ဘဝကိုပေါင်းစပ်ဖို့ရည်ရွယ်ပါပြီးရင်ပိုကောင်းတာပေါ့ပြီးပြည့်စုံတယ်ဆိုတဲ့ဒဏ္ဍာရီကိုညှင်းပယ်ပါအားလုံးရှိတယ်ဆိုတဲ့အတွေးကမဖြစ်နိုင်တဲ့စံနှုန်းတစ်ခုကိုတတ်မှတ်လိုက်တာနဲ့ အတူတူပါပဲအဲ့ဒီအစားကိုနဲ့ကိုယ့်ရဲ့မိသားစုအတွက်အကောင်းဆုံးရွေးချယ်မှုတွေကိုလုပ်ဖို့အာရုံစိုက်ပါအလုံးနဲ့ဘဝကိုချိန်ကြီးမဲ့အစားအလုံးနဲ့ကိုရေးကိုတာဘဝကိုပေါက်ဆက်ဖို့နီးလန့်တွေကိုရှာဖွေပါဒါကတတ်မှတ်ထားတဲ့စီမင်းစည်းကမ်းတွေကိုဖန်တီးတာဒီပညာကိုအသုံးချတာဒါမှမဟုတ်ကိုယ့်ရဲ့စံနှုန်းတွေနဲ့အောင်မြင်မှုကိုပြန်တတ်မှတ်တာတွေလည်းဖြစ်နိုင်ပါတယ်အရေးကြီးတာတွေကိုခွဲခြားတတ်မှတ်ပြီးဦးစားပေးပါဖြစ်နိုင်ရင်တာဝန်တွေကိုဝေမျှပါ ကိုကိုကိုတနာပါဦးစားပေးမှုတွေဟာ အချိန်နဲ့အမျှပြောင်းလဲနိုင်တယ်ဆိုတာကိုအတိအမှတ်ပြုပါအလုတ်ခွင်မှာကြာမရေးရကိစ္စတွေကိုပြောပါမတိရင်မပြောင်းလဲနိုင်ဘူးအတိတခါတိရင်မပြောင်းလဲပဲမနေနိုင်ဘူးအမျိုးသမီးအများစုဟာအလုတ်မှာကြာမရေးရကိစ္စတွေကိုပြောဆိုဖို့ရှောင်ကျင်ကြတယ်ပွန့်ပွန့်လင်းလင်းပြောဆိုခြင်းကတိုးတက်ဖို့အတွက်အရေးကြီးပါတယ် အချက်လက်ထောက်ထားတွေနဲ့ကိုတွေးဇလံတွေကိုသုံးပါကြားမမညီမျှမှုတွေရဲ့အချက်လက်ထောက်ထားတွေကိုကိုတွေးဇလံတွေနဲ့တောင်းဆက်ပြီးဆက်ဆက်မှုရှိအောင်လုပ်ပါယောက်ျားရောမိန်းမကိုပါသူတို့ရဲ့အတွေ့အကြုံတွေကိုမျှဝေဖို့အားပေးပါကြားမရေးရကိစ္စတွေကိုဖြေရှင်းဖို့အတွက်ပတ်မလိုက်တဲ့နည်းနဲ့ပြောဆိုပါခန့်အပ်မှုယာဒူးတုံးမြင့်မှုနဲ့မိသားစုခွင့်ရဲ့မူဝါဒတွေမှာစနစ်တကျပြောင်းလဲဖို့တောင်းဆိုပါ ကိုယ့်ရဲ့အဖွဲ့အစည်းထဲမှာရှိတဲ့အမျိုးသမီးတွေအတွက်အထောက်ပံ့ခွင့်ရတွေကိုဖန်တီးပါအမျိုးသမီးလှုပ်ဖို့ကင်ဖက်တွေရဲ့အောင်မြင်မှုတွေကိုဂုဏ်ပြုပြီးချဲ့ထွင်ပါတကယ်တန်းတူညီမျှမှုအတွက်ယောက်ျားတွေနဲ့မိန်းမတွေအတူတကွလှုပ်ဆောင်ရမယ်ဒီလိုမလုံလောက်မှုတွေကိုယောက်ျားတွေသိအောင်လုပ်ပြီးသူတို့ရဲ့အတိုင်းဝိုင်းကိုချဲ့ထွင်ဖို့အားပေးဖို့လိုတယ်ကြားမှတန်းတူညီမျှမှုကိုရရှိဖို့အတွက်ယောက်ျားတွေရဲ့တက်ကြွစွာပါဝင်မှုလိုအပ်ပါတယ် ယောက်ျားလှုပ်ဖို့ကင်ဘက်တွေကိုအမျိုးသမီးတွေကိုတင်ပြပေးဖို့နဲ့ကုညီပံ့ပိုးပေးဖို့အားပေးပါပြီးတော့ဗမ်းမလိုက်တဲ့မူဝါဒနဲ့လှုပ်ထုံးလုံနည်းတွေကိုတောင်းဆိုပါလူမျိုးရေးလူဒန်းစားလိန်စိတ်တိမ်ညွတ်မှုအပေါ်မှာအခြေခံတဲ့ခွဲခြားဆက်ဆံမှုတွေနဲ့လည်းဆက်ဆက်နေပါတယ်တကယ်ကိုအားလုံးပါဝင်တဲ့နီလန်ကမတူကွဲပြားမှုရဲ့ရှုထောင့်ပေါင်းစုံကိုထည့်သွင်းစဉ်းစားရပါမယ်ကြားမှတန်းတူညီမျှမှုကိုမြင့်တင်မှုအတွက်အကြည့်ဓာတ်အရာရှိတွေနဲ့လူငယ်မျိုးသမီးတွေကိုချိတ်ဆက်ပေးမဲ့တင်နက်အစီအစဉ်တွေကိုဖန်တီးပါ ဝန်ထမ်းတွေအားလုံးအတွက်လေ့ကျင့်မှုတွေလုပ်ဆောင်ပါယာဓုတိုးမြင့်မှုတွေမှာကြားမရေးရမတူကွဲပြားမှုအတွက်သတ်မှတ်ထားတဲ့ရည်မှန်းချက်တွေကိုချမှတ်ပါအမျိုးသားတွေကိုလည်းခွင့်ရက်နဲ့အချိန်ပိုင်းအလုပ်တွေကိုယူဖို့အားပေးပါဒီဗီဒီယိုမှာဆွေးနွေးခဲ့တဲ့အဓိကချက်တွေကိုပြန်ချုပ်ရရင်အမျိုးသမီးတွေခေါင်းဆောင်မှုအခန်းကဏ္ဍမှာပါဝင်တဲ့အခါထူးခြားတဲ့စင်ခုမှုတွေနဲ့ရင်ဆိုင်ရတတ်ပါတယ်ကိုကိုကိုယုံကြည်မှုရှိဖို့မိမိရဲ့အောင်မြင်မှုတွေကိုမြင့်တင်ဖို့နဲ့ အလုတ်ခွင်မှာတန်းတူအခွင့်အရေးရရှိဖို့အရေးကြီးပါတယ်။ဒီလိုပြောင်းလဲမှုတွေလုပ်ဖို့အတွက် share sandpack ရဲ့ lane in စာအုပ်ကအထောက်အကူဖြစ်စေပါတယ်။